ကဲမုံဝမ်မျိုးဘေးရှိတဲ့လမ်းပေါ် lucky night ကိုရောက်နေပါတယ်ကျွန်တော်တို့ဒီနေ့လာပြင်းနေ့နော်ဘောစီကိုကျော်ခိုင်နဲ့ကိုချစ်ဦးတို့လိုက်ကြွေးတာပါဒီသမီးလေးကလေပတ်စံပြီးခဲ့တဲ့ဘက်ကကျွန်တော်ပတ်စံကြာနေတာကိုကျွန်တော်တိတောင်မသိသူပြန်ပေးမှသိတာကဲကျေးဇူးတင်ပါတယ်သမီးရေ နော်ကဲဆိုင်နေမှာလဲဒီလို ရိုးသားတဲ့ ဝန်ထမ်းကောင်းတွေအများကြီးပေါ်ထွက်ပါတယ်စတောင်းပေးပါတယ်ပြီးခဲ့တဲ့ရက်ကမိုးတဲ့လေတဲ့ကျွန်တော်တယောက်တည်းလာမုံစားတော့ကျွန်တော်ကပတ်စံပြီးတော့ဘောင်းမီတဲ့နေကြနေရတာတဲ့အဲ့ဒါကူကျွန်တော်ထိုင်တာကြားလှပြီမန္တလေးတောင်တစ်ခေါက်ပြန်လာခဲ့ပြီအဲ့ပတ်စံလာပြီးတာအဲ့တော့မှတ်မှတ်ရရနဲ့ရိုးသားကြိုးစားပြီးတော့အဲ့တော့ customer ရဲ့ပတ်စံကိုလေကိုတကယ်မသိဘူးညီမလေးမင်းကိုယ်ကမသိတော့မသိဘူးเนาะအဲ့ကျေးဇူးတင်တယ်เนาะအဲ့အားကြောင့်မုံဘိုးပေးတာပါကိုယ်ကလည်းเนาะနဲရများတယ်လို့တော့သဘောမထားနဲ့เนาะအဲ့လိုတွေးလို့တွေးတာကိုပြန်ပေးတာကိုကျေးဇူးတင်တယ်တက်လာเนาะဟုတ်ပြီကဲ အဲကျမ်းပါပါတချမ်းသာပါသည်ဗျာဝန်ထမ်းကောင်းလည်းဖြစ်ပါသည်ဗျာเนาะလုံရှင်ကောင်းလည်းတွေ့ပါသည်เนาะဟုတ်ပါဘူးအေးဟုတ်ပြီဟုတ်ပြီကဲ lucky 9ဆိုင်ကပါခင်ဗျာเนาะအညီမလေးကိုမှတ်ထားကြပါခင်ဗျာเนาะဒီလိုဝန်ထမ်းတွေကိုကျွန်တော်တို့ကြိုးစိုးပါတယ်ကျွန်တော်ဟိုတနေ့ကအဲ့မှာအဲ့ပန်ကာလေးနန်းခုံမှာကျွန်တော်ထိုင်နေတာမိုးရဲလေတဲ့ဘိုက်ကစားအပန်သွင်းပြီးပြန်လာတဲ့ချိန်မှာပါအေးဟိုပါပေါ့เนาะငါပြောပလာတာလာမစားတာ ဘောင်းမီတဲ့ထုတ်လိုက်တော့ကြတော့အဲ့ဘောင်းမီတဲ့ထုတ်ထုတ်လိုက်လို့ပတ်စံကြတာခဏခဏပဲအဲ့ဒီနေ့အမှတ်မထင်ကျွန်တော်ထိုင်နေထိုင်နေချိန်မှာလာပေးတာကဲအဲ့ဒီလိုယူသားတဲ့ယူသားကျူးသားတဲ့ဝန်ထမ်းလေးတွေကိုကျွန်တော်တို့အတိမတ်ပြုပါတယ်မဟာမျိုးပေ80လမ်းပေါ်လက်ကီးနိုင်ဆိုင်ကဝန်ထမ်းလေးပါခင်ဗျာနော်နာမည်တော်မမေးလိုက်ရအောင်ကလေးမှလည်းနော်အဲ့ဒီကြာနေတဲ့ပတ်စံတွေကပေးလိုက်ပါတယ်လို့နော်ချင်းရမယ်လေဒါမျိုးက အာဝန်ဟန်ကိုတည်းကကြာမန်းတော့မသိတဲ့လူဆိုတော့သူတို့မပြောရင်ကိုကရမှာမဟုတ်ဘူးသူတို့ပြောမှပြန်ရတာမဟုတ်ဘူး